စကိုင်းတိုင်းဒေသကြီးအနေနဲ့2019-2018ဖန်နာရီနှစ်လေးလအတွင်းတရားမဝင်သစ်တမ်းကြိမ်2400ကျော်ဖမ်းဆီးရမိခဲ့တယ်လို့စကိုင်းတိုင်းဒေသကြီးတတော်ဦးစီးဌာနတိုင်းညွန်ကြားမှုရုံးကနေသိရပါဗျ2019-2018ခုနှစ်ဧပြီလကနေဇွန်လ23ရက်နေ့အထိစကိုင်းရွှေဘူမုံရွာကတားကလေးမော်လိုက်ခန်းဒီနဲ့တမူးမြို့နယ်တွေမှာကျွန်းသစ်ပြင်းကရိုးတက်မာပတောက်တမလန်းနဲ့တခြားသစ်တွေလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ စကိုင်းတိုင်းဒေသကြီးတက်တော်ဦးစီးဌာနတိုင်းညွန်ကြားရေးမှုဦးခင်မောင်ဝင်းကတင့်မခိုလုပ်တဲ့နေရာတွေရဲ့အဓိကကတော့မဟာမြိုင်တောနဲ့ကတားရဲကတောတွေရှိပြီးတစ်ထုတ်နိုင်တဲ့နေရာမှာတစ်ခိုးထုတ်တာများတယ်လို့ပြောပါရယ်။စကိုင်းတိုင်းဒေသကြီးတက်တော် area ကကျယ်ဝန်းလာတဲ့အတွက်လက်ရှိအခြေအနေမှာတော့တက်တော်ဝင်တဲ့တယောက်အနေနဲ့တာဝန်ယူဆောင်ရွက်နေရတဲ့တက်တော် area များပြားနေတဲ့အတွက်တက်တော်ဝင်တဲ့တွေလည်းလိုအပ်မှုတွေရှိနေသေးကြောင်း ဖမ်းဆီးမှုပြုလုပ်ရမယ့်အရေးကြီးအချိန်မှာဖမ်းဆီးရမယ့်နေရာကိုတွားရောက်ဖို့အတွက်ရင်းရင်းတရားတွေလည်းလိုအပ်မှုတွေရှိနေသေးတယ်လို့၎င်းကပြောပါရယ်တရားမဝင်သည့်ဖမ်းဆီးရမည့်မှုတွေဟာသခိုင်းမြို့နယ်မှာတစ်တန်30ရွှေဘုံမြို့နယ်မှာကျွန်းတစ်မှာတခြားတစ်တန်ချိန်ပေါင်း266တသမ3431တန်မုံရမြို့နယ်မှာကျွန်းတစ်မှာတခြားတစ်တန်ချိန်ပေါင်း 389တက်သမ3686တန်ကတာမြို့နယ်မှာကျွန်းတက်မှာတခြားတက်တန်ကျိ982တက်သမ1599တန်ကလေးမြို့နယ်မှာကျွန်းတက်မှာတခြားတက်တန်ကျိ981တက်သမ8351တန်မော်လိုက်မြို့နယ်မှာကျွန်းတက်မှာတခြားတက်တန်ကျိပေါင်း155တက်သမ1332တန် ခန်းဒီမြွနယ်မှာကျွန်းတက်မှာတခြားတက်တန်ချိန်ပေါင်း154တက်သမ6နှစ်38တန်ဖန်းစီရမိခဲ့ပြီးလေးလအတွင်းစုစုပေါင်းတရားမဝင်တက်မျိုးစုံ2406တက်သမ6နှစ်56တန်ကိုဖန်းစီရမိခဲ့တာဖြစ်ပါတယ်။